ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးတော့မနေ့ကကျွန်တော်ရုပ်သံလုံးဝလုံးဝလုံးဝမပြောဖြစ်လိုက်မပြောဖြစ်လိုက်အကြောင်းရင်းဒီကျွန်တော်ကရုပ်သံပြောဖို့ကျွန်တော်ပြောဖို့အစင်းကျွန်တော်မှာစင်းစင်းရှိတယ်ရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ပြဿနာကကျွန်တော်မနေ့ကအဲဘာဖြစ်လဲဆိုတော့အမြန်လန်းတနေရမှာပေါ့နော်အမြန်လန်းတနေရမှာကားကဘိန်းပေါက်သွားတယ်ညာတယ်ကားဘိန်းပေါက်သွားတယ် ဘိမ့်ပေါက်သွားပြီးတော့ဘာဖြစ်လဲဆိုတော့ဘိမ့်ပေါက်သွားပြီးတော့ဘာဖြစ်လဲဆိုတော့ဟိုအဲ့လမ်းနေရာတဝိုက်ကလည်းလုံကြုံကြီးအရာတော်တော်သတိကြီးကြီးထားတဲ့နေရာမကြာခဏဆိုသလိုပြစ်တယ်ခတ်တယ်အဲလှုပ်ချန်တယ်အဲစသဖြင့်ပေါ့နော်ဟိုလမ်းကြောင်းလေးရဲ့တက်တက်လာပြီးတော့အဲ့အောက်ကဖြတ်ဖြတ်သွားတယ်လို့စသဖြင့်ပေါ့အဲ့လိုမျိုးကြီး PDF တွေဖြတ်ဖြတ်သွားလို့ဆိုတာရှိရနေရာမျိုးအဲ့လိုနေရာမျိုးမှာကျွန်တော်ကားကလည်း ဖြစ်တတ်တယ်တကယ်စမ်းအဲ့ညာမျိုးတော့မှာကားဘေးကထားပေါက်တယ်ပေါက်တော့ပြဿနာကဟိုမရောက်ဒီမရောက်လို့ဖြစ်တော့ကျွန်တော်မဟုတ်ပဲသွားလို့လည်းမရဒီဘက်သွားလို့လည်းမရနဲ့အဲ့ဒီမှာနောက်ဆုံးမှာဘာဆက်ဖြစ်လဲဆိုတော့ကျွန်တော်ကားဘင်းကိုဘယ်နားမှာသွားလဲရမှာမသိဘယ်လိုသွားဖာမှာမသိဖြစ်ပြီးတော့နော်ပြဿနာကြီးတက်လာအဲ့လိုတက်ပြီးတော့ကျွန်တော်မှာဘလို့မှာကိုဟိုကျွန်တော်ရုပ်တံပြောဖို့မပြောနဲ့ကျွန်တော်ရုပ်တံပြောမဲ့နေရာအထိရောက်ဖို့ရောက်တဲ့အချိန်မှာည10:00နာရီကျော်သွားပြီဘလို့မှာကျွန်တော်ပြောလို့မမီတော့တရနေကျွန်တော်စိတ်လျှော့လိုက်ရတယ်စိတ်လျှော့လိုက်ရတယ်ဗောနော်အဲ့တော့ကား ဲ့လိုဘိမ့်ပေါက်ပြီးတော့ဟောဖြစ်သွားတော့ပေါ့ဘလို့မှအဆင်မပြေဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဖြစ်သွားတယ်ပြီးတော့ပြောရရင်တော့အဲ့ဒီအချိန်မှာကျွန်တော်ကားဘိမ့်ပေါက်ပြီးတော့တကယ်ဟိုခက်ခဲအကြက်တက်တွေ့တဲ့အချိန်မှာဒီနေရာလမ်းကြောင်းကလည်းအနေအများတယ်ဆိုတာကိုသိတော့တချို့မိတ်ဆွေတွေလုံမိတ်ဆွေတွေပေါ့ဗျာတချို့မိတ်ဆွေတွေကျွန်တော်စိတ်ပူစွာဖြစ်စိုးရိမ်စွာဖြစ်လှမ်းပြီးဆက်သွယ်ကြတယ်ချိတ်ဆက်ပေးကြတယ်အကူအညီတွေပေးကြတယ်ဒီပုံကိုယ်တွေအကုန်လုံးတော့ကျွန်တော်တကယ်ပဲဒီနေရာနေကျေးဇူးတင်ပါတယ်သူတို့ကလည်းဖုန်းထဲမှာတော့ကျေးဇူးတင်ခဲ့တယ်အခုဒီမှာလည်းလူသိရှင်ကြားကျေးဇူးထပ်တင်ပါတယ်တကယ်တင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်တစ်ခုက ကျွန်တော်ချိတ်ဆက်ပေးတဲ့ဝါဒီနဲ့ပတ်သက်ပြီးကျွန်တော်အဲ့မှာရောက်သွားတဲ့နေရာနေပြည်တော်မှာလုံချုံရေးပိုင်းပေါ့လုံချုံရေးပိုင်းနဲ့တချို့သောဒီကားအဲကျွန်တော်မြင်မြန်ပြန်ဆန်ပြန်မြန်မြန်ဆန်ပြန်လို့ရအောင်သို့မဟုတ်ကျွန်တော်အဲ့ဖြစ်တဲ့ခင်းချင်းနေရာနေတခြားနေရာကိုရှောင်ထုတ်သွားလို့ရအောင်အဲပေါ့နော်ကာဗင်ပေါက်ပေါက်တဲ့နေရာရှောင်ထုတ်သွားလို့ရအောင်မြန်မြန်ဆန်ဘာကိုကူညီပေးကြတာကတော့ဒီအမြန်လမ်းမှာတာဝန်ကျတဲ့လုံချုံရေးတပ်ဖွဲ့ဝင်တွေရှိတယ်အဲနောက်တစ်ခါရဲတပ်ဖွဲ့ဝင်တွေရှိတယ်သူတို့အကုန်လုံးကိုလည်းကျေးဇူးတကယ်တင်ပါတယ်သူတို့တွေလည်းတနေ့တလောက်လာပြီးဝိုင်းကူညီကြပါတယ်သူတို့လည်းဒါမဲ့ကျွန်တော် အဲကျွန်တော်အတွက်တို့ကစိတ်ပူတဲ့ခါကျတော့တို့အရက်ဝက်နေပဲလာပြီးကုညီပေးကြပါတယ်။ဘာပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်တို့။တို့တဆစ်ဝတ်စုံကြီးရေဝတ်စုံကြီးလာရင်ကျွန်တော်တို့လန့်ပြန်ကုန်မှာစိုးရတင်ပါတယ်။အဲ့တော့တို့လည်းဘာပြီးပြောအရက်ဝက်အရက်ဝက်လေးနဲ့လာပြီးကုညီပေးကြပါတယ်။အဲ့လူတွေအကုန်လုံးလည်းတကယ်ကိုကျေးဇူးတင်ပါတယ်။ဘာကျွန်တော်ကဘိမ့်ပေါက်ပြီးတော့ကျွန်တော်လုံးဝကိုကျွန်တော်လိုရင်းလိုရကိုယ်သွားမခီးဘူးမရောက်ဘူးဖြစ်သွားတယ်။အဲ့ကြောင့်မလို့ကျွန်တော်ရုပ်သံပြောဖို့ဖြစ်ဖြစ်တာပါ။အဲ့တော့ဒါလေးကကျွန်တော်မနေ့ကရုပ်သံမပြောပြကြရအကြောင်းရင်းပါ။တကယ်တော့မနေ့ကရုပ်သံထဲမှာညမနေ့ကညရုပ်သံထဲမှာကျွန်တော်မဖြစ်မနေထည့်ပြောမယ်အကြောင်းကတခုရှိခဲ့ပါတယ်။ မဖြစ်မဖြစ်ပြောမှတခုရှိရပါတယ်အဲဒီနေ့ပြောပါမယ်အဲ့ဒါဘာလဲဆိုတော့ဟိုကျွန်တော်နေပြည်တော်မှာအခုဟို foreign နေကျင်းပါတယ်ခဏလေးတည်တာ foreign ကျင်းပါတယ်အဲ့ foreign နေတွေက foreign နေပြီးလဲပြီးရောဟိုငလင်းငလင်းအလုံးပေါ့နော်အဲ့ငလင်းလုံးမြန်မာစီဝါရေးပြန်လဲကုစားရေးနဲ့ထူထောင်ရေးပေါ့နော်မြန်မာစီဝါရေးပြန်လဲကုစားရေးနဲ့ထူထောင်ရေးအဲ့ဒီ foreign ပြီးတဲ့နောက်တနေ့မှာကျွန်တော်ဘာရှိလဲဆိုတော့တရုတ်မြန်မာနှစ်နိုင်ငံမီဒီယာများအဲဆွေးနွေးပွဲစကားဝိုင်းပေါ့နော်ဆွေးနွေးပွဲစကားဝိုင်းကျင်းပါတယ်ကျင်းပါတော့ ကျွန်တော်တို့ကလည်းတရုတ်မြန်မာဆွေးနွေးပွဲစကားဝိုင်းဆိုတော့ကျွန်တော်ကလည်းငကိုးတွေကကျွန်တော်ကျတော့ဖိတ်မဲလို့လည်းမယူဆထားဘူးပေါ့နော်ဖိတ်မဲလို့မယူဆထားဘူးကျွန်တော်ကလည်းမသိဘူးပေါ့နော်နိုင်ငံမီဒီယာတော့ခေါင်းဆရာတော့နိုင်ငံမီဒီယာဆွေးနွေးပွဲလို့တော့သုံးတာပဲဗျာနော်နိုင်ငံမီဒီယာဆွေးနွေးပွဲလို့သုံးတာပဲပါခရယာဟိုတယ်မှာကျင်းပါတယ်ဆိုတော့ခေါင်းဆရာကလည်းအဲ့လိုဆွေးနွေးထားတယ်ကျွန်တော်တို့အဲ့ဒါနဲ့ကျွန်တော်ကလည်းဖိတ်မဲလို့မထင်ထားဘူးဗျာဒါပေမဲ့ကျွန်တော်လည်းဖိတ်တယ်ဆိုတော့ဟောတရုတ်မြန်မာနိုင်ငံဆွေးနွေးပွဲကိုတရုတ်ဟိုနဲ့ဆွေးနွေးမယ့်ကိစ္စကိုကျွန်တော်ကဖိတ်တယ်ပေါ့ဆိုပြီးကျွန်တော်လည်းဟောဒါဆိုလို့တို့ဖိတ်ရင်တော့တွားဆွေးနွေးရတာပေါ့ဆိုပြီးကျွန်တော်လည်း ွားတက်သွားတက်ပါတယ်တက်တော့တက်ရင်တဝက်လောက်မှာပဲတဝက်မှာပဲကျွန်တော်တဝက်တောင်မကြပါဘူးဒီတော့တဝက်ပေါ့ဗျာတဝက်လောက်မှာပဲကျွန်တော်သဘောပေါက်သွားတယ်သဘောပေါက်ပြီးတော့ကျွန်တော်နောက်ဆိုအဲ့ဒီစနေပြီးအောင်မတက်ဘူးကျွန်တော်ပြန်လာခဲ့လိုက်တယ်ကျွန်တော်ဘာလို့သဘောပေါက်သွားတာလဲဆိုတော့ကျွန်တော်ပေါက်စင်တာပေါက်သွားတာပါသဘောပေါက်စင်တာကိုကျွန်တော်ပေါက်သွားတာပါပေါက်သွားတာပါဟောဆိုတော့ပြောရရင်တော့ကျွန်တော်တဝက်လောက်နဲ့လှည့်ပြန်လာခဲ့ပါတယ်ဟိုပြောရရင်တော့ဒီစနေပွဲကိုကျွန်တော်ဟိုကျွန်တော်ရဲ့အတွေးခေါ်ယူဆအမြင်ရှုထောင့်ဘာမှစနေကိုမရလိုက်ပါဘူးအဲ့တော့ကျွန်တော် ပြန်လာခဲ့လိုက်ပါတယ်ဘာမှစလူကမရလိုက်ပါဘူးစလူကမရတဲ့ဟာကြောင့်လည်းပြန်လာတာလားဆိုတော့လည်းမဟုတ်ပါဘူးဘာလို့ဆိုတော့ဟိုပြောရရင်တော့ဗျာကျွန်တော်ပုံမှန်လည်းပြောရရင်တော့ဒီတချို့ကိစ္စတွေကကျွန်တော်တို့ဆွေးနွေးဖို့ဆိုရင်ကျွန်တော်တို့ဆွေးနွေးဖို့ဆိုရင်ကျွန်တော်တို့ဆွေးနွေးစရာ topic ဒီ issue တွေခေါင်းစဉ်တွေ media နိုင်ငံ media ကိစ္စတွေဆွေးနွေးစရာတွေကျွန်တော်မှအများကြီးရှိပါတယ်ဒါပေမဲ့အဲဒါပေမဲ့ကျွန်တော်တို့ကဟိုဟိုဘာခေါင်းစဉ်တွေကျွန်တော်တို့ဖိတ်ထားမှလည်းကျွန်တော်မသိဘူး media ဆွေးနွေးပွဲရှိတယ်တက်တက်ပါလာတက်ပေးပါဆိုတော့ဟောတက်ဆိုတော့တက်တာပေါ့ကျွန်တော်ကလည်းဆွေးနွေးဆိုတော့ကျွန်တော်စိတ်ထဲမှာတော့မြင်တာကမျိုးလုံးမှမြင်တာပေါ့နော် တရုတ်ကမီဒီယာရဲ့ဒီဘက်တထန်းမြန်မာမီဒီယာရဲ့တထန်းပြီးလို့ရှိရင်အပြန်လာမိတ်ဆက်စကားပြောပြောပြီးကိုလုံငန်းချောင်းပြောသူလုံငန်းချောင်းပြောနိုင်ငံခြားမှာမီဒီယာကုလဆိုင်ရဘလို့လုံးတင်နေဘာဖြစ်တင်နေဘလို့တိဆောက်တင်နေနိုင်ငံဟိုအပြန်လာတိဆောက်မှုတွေဘလို့တော်ဖြစ်တယ်ဒါတွေဆွနေမယ်လို့ကျွန်တော်ကယူဆတာပေါ့နော်ယူဆတာခေါင်းစဉ်ကြီးရကိုတွေလည်း85နှစ်ပြည့်တဲမှာမှာပါတာဗျ85နှစ်ပြည့်နဲ့ဆက်ဆက်တဲ့အခမ်းအနားတွေမှာပါတာဆိုတော့ကျွန်တော်စိတ်ထဲမှာအော်ဒါအသေးချာကြီးအဲ့လိုဆွနေကြလိမ့်မယ်လို့ကျွန်တော်ထင်တာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အရင်ဆွနေခဲ့ဘူးတဲ့မီဒီယာဆွနေဝဲဆိုတာ အဲ့ဒါလိုမျိုးဒီဇွဲကိုဟိုဘက်ဒီဘက်ထိုင်ပြီးတော့ကြကြနနာတိချာချာနနာဆွနေကြတာဒါမျိုးတွေကျွန်တော်တက်ဖို့တော့တရုတ်ပြည်မှာလည်းသွားတက်ဖို့တော့အိမ်ကြီးကလည်းကျွန်တော်တော့တက်ဖို့တော့ကျွန်တော်ဒါမျိုးထင်တာပဲဟုတ်လဲဟိုဟိုရတော့တို့ကဆွနေဘွဲဟိုကကျတော့အပေါ်မှာ panel discussion ဆိုပြီး panel တက်ထိုင်နေလူကထိုင်ရတယ်ကျွန်တော်အောက်ကထိုင်ကြည့်နေရတယ်ထိုင်ကြည့်ပြီးတော့တို့ပြောတို့ပြောပြောကြတာပဲတို့တို့ပြောတာတွေကိုကျွန်တော်ထိုင်လာထားအောင်အဲကျွန်တော်တို့အလှည့်ကိုရောက်မလာဘူးပေါ့ဗျာရောက်မလာဘူးလို့ပြောပေါ့ရောက်တော့ရောက်မှာပေါ့ကျွန်တော်ပြန်ထပ်ပြန်လိုက်ပြီးတော့ ဟိုပန်နယ်တွေကိုဆွနေတာတွေရှိရှိမှာပေါ့အောက်ကထားပြီးမေးတာများရှိရှိမှာပေါ့ဒါပေမဲ့ကျွန်တော်သဘောပေါက်လိုက်တဲ့ဖြစ်တဲ့အတွက်ကို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 သဘောပေါက်သွားတာပေါ့နော်ဟောငါငါကငါငါဘာပဲငါဘာလဲဆိုတော့သဘောပေါက်သွားတဲ့အတွက်ကျွန်တော်ပြန်လာခဲ့လိုက်တယ်ပြန်လာပြီးတော့ကျွန်တော်ပြန်လာပြီးတော့ကျွန်တော် AC ပဲချလုပ်တယ်အဲ့တော့ကျွန်တော်ဒီဒီဆွနေပွဲနဲ့ပတ်သက်ရင်ကျွန်တော်ကဟိုကိုစိတ်ထဲမှာကိုထင်ထားတာနဲ့လွဲသွားတော့တွေ့ရတယ်အဲ့တော့ကျွန်တော်တော့သိပြီးတော့ဟို ောင်ဖြစ်ပါဘူးသိပြီးတော့ကျွန်တော်တို့ဒီစနီးဘွယ်ဘာမှထူးခြားတဲ့စနီးဘွယ်တခုတော့ကျွန်တော်တို့တော့မဖြစ်ခဲ့ဘူးတဆိုင်ရနိုင်ငံရဲ့တာဝန်ရှိသူတွေကတော့တို့ကတော့တို့တော့တော့ဒါ85နှစ်ပြည့်နဲ့ဆက်ဆက်တဲ့အခမ်းအနားတွေတို့လောက်အောင်မလို့လုပ်တယ်ဆိုတော့လည်းကောင်းပါတယ်ကောင်းပါတယ်ဒါလောက်တော့ကောင်းပါတယ်ကျွန်တော်တို့တော့ကတော့ဘာနဲ့တွတ်တူလဲဆိုတော့ဟိုဟိုတခါကျရင်ဘာလဲဆိုတော့ကျွန်တော်တို့ကဘာလဲဆိုတော့အိမ်ဖြည့်ပေါ့ဘာလဲဆိုတော့အိမ်ဖြည့်ပေါ့ကျွန်တော်တို့ကအိမ်ဖြည့်ပေါ့အိမ်ဖြည့်ဖြစ်သွားတာပေါ့လာပြီးတော့ရုပ်ပြရုပ်ပြအပြတက်ပြရတဲ့လူတွေဖြစ်သွားတာပေါ့နော်ဖြစ်သွားတာပေါ့ဆိုတော့တက်နိုင်ဘူးလေဒါတော့လည်းကျွန်တော်တို့တိုက်ပြည်အတွက်ရုပ်ပြပေးဆိုတော့လည်းပြပေးတာပေါ့နော်အပြတက်ဆိုလည်းတက်တာပေါ့ကျွန်တော်တို့ကလည်း သိပြီးတော့လည်းဝါဖြစ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့အတွင်းမြေယူဆတွေလုံးဝဒီထက်မှာပါသွားခြင်းမရှိပါဘူးလို့ကျွန်တော်တခါပြောချင်တာကျွန်တော်တို့အတွင်းမြေယူဆတွေကျွန်တော်တို့ဒီမှာဝန်ဆွေးနွေးခဲ့ရခြင်းမရှိပါဘူးဆွေးနွေးလဲဆွေးနွေးထားခြင်းမရှိပါဘူးအဲ့တော့ကျွန်တော်တို့တီဗီမှာခင်ဗျားတို့ကျွန်တော်ပုံကြီးမတော်တဆတွေ့လိုက်ရင်လည်းကျွန်တော်ဘာမှဆွေးနွေးကမရလိုက်ပါဘူးလို့နော်ပြီးတော့ကျွန်တော်တဝက်လောက်လည်းထပြလာတာပါလို့နော်အဲ့ဒါလေးကိုသိစေချင်တယ်နောက်တစ်ခုကတခါကျတော့လည်းကျွန်တော်အော်လို့တချို့သောဆွေးနွေးပွဲတွေကနော်တချို့သောဆွေးနွေးပွဲတွေပေါ့ဆွေးနွေးပွဲတွေဖိုရမ်တို့ဘာလို့ကျွန်တော်ခေါင်းစက်တက်ပြီးတော့အကြီးကြီးတွေနဲ့အကြီးကြီးတွေလုတ်ပြီးဆိုရင်ကျွန်တော်ဘာအောင်မြင်လဲဆိုတော့တချို့သောဆွေးနွေးပွဲတွေက တကယ်ကိုအများပြည်သူတွေအကျိုးရှိတယ်အကျိုးဖြစ်မဲ့ဇနီးဝဲတွေဖြစ်ပြီးတော့တချို့ကျတော့ for sure တွေဆိုတော့ကျွန်တော်တို့ကနားလဲသွားတယ်တချို့ကျတော့အစကလေးကပင်ပိုအစတရားကတော့လဝရိုက်ပြီးသားဟာတွေဝင်ပြီးတော့ကျွန်တော်တို့ကဝင်ထိုင်ပေးရတာပေါ့အိမ်ဖြစ်ဝင်ထိုင်ပေးရတဲ့ဟာတွေလို့ကျွန်တော်ကနားလဲသွားတချို့ကျတော့အဲ့တော့ခါကြတယ်ကိုယ်လည်းကိုယ်လည်းတခါကြရလဲဟိုဟောဖြစ်ပြီပါလေတွေးမိပါလေကျွန်တော်လည်းတခါတည်းတွေးမိပါလေဘာလို့ကျွန်တော်တို့ကျွန်တော်ပေါ့ဗျာပြောင်းပြောကျွန်တော်ပေါ့တခါကြကျွန်တော်တချို့သောဟိုလူကြီးတွေတချို့သောအာပါတီခေါင်းဆောင်တွေပေါ့နော်တချို့သောလူတွေက ဒီကောင်တအားအားအားချောင်တာပဲတအားအားကျဲတာပဲတအားအားချောင်တာပဲဒီကောင် तू ဒီကောင်မင်းသားမလို့ရပတ်မိုင်ထိုးဖို့မယ်ကောင်မလို့ဒီကောင်ကဘာမထိုးပါဘူးစီးဝဲတွေဝင်ထိုင်ပါဆိုပြီးတော့မြားအဲ့ကျတော့တချို့စည်းဝေးတွေဝင်ခေါ်ပြီးထိုင်ခိုင်းနေသလားတော့ကျွန်တော်မသိပါဘူးเนาะမသိပါဘူးဆိုတော့ဘာပဲပြောပါဟိုဘယ်လိုပဲဖြစ်ဖြစ်စည်းဝေးတွေဝင်ထိုင်ခွင့်ထိုင်ခွင့်ပေးတာကိုပဲတောင်းကျေးဇူးပြတင်အောင်ဖြစ်နေဒါမဲ့ဟိုအဲ့လိုမျိုးအတွေးခေါ်ကြီးနေကျွန်တော်ခိုင်ထိုင်ခိုင်ခိုင်ထိုင်ခိုင်ထိုင်ထိုင်ခိုင်းထားတယ်ဆိုရင်တော့ကျွန်တော်အုံနောက်ကိုအဲကျွန်တော်အုံနောက်နဲ့ကျွန်တော်လုံနိုင်စောနဲ့ကျွန်တော်တို့ရဲ့ဘာခေါ်လို့ဆိုဟိုအတွေးခေါ်ယူစာအမြင်တွေပေါ်မှာဟိုရှင်းပြောရင်တော့ ဘယ်လိုပြောမလဲအဲအသုံးမချရရောက်တယ်လို့ခေါ်ပါတယ်ဘယ်လိုပြောပါလဲကျွန်တော်တို့အတွေ့အော်ယူဆတွေနိုင်ငံအတွက်အသုံးချဖို့လိုပါတယ်ကျွန်တော်တို့လူငယ်တွေကျွန်တော်တို့လူလူငယ်လူလက်ပိုင်းတွေရဲ့အတွေ့အော်ယူဆတွေအတွေ့အမြင်အသက်တွေကိုအသုံးချနိုင်မှုအားနည်းရလို့ကျွန်တော်မြင်ပါတယ်ဆိုတော့တို့တချို့တွေကကိုတို့တို့တွေ့တာမှန်တယ်ရအောင်ပြန်မှန်တယ်လို့တို့ထင်အောင်ထင်ပေမဲ့တခါတရံကြရင်တိမ်ပေါင်းတောင်းချီတဲ့နဲ့တကားချက်တကားတကားချက်ကြီးတစ်ချက်မှာတော်လေးတစ်ချက်ကလည်းဘာမှတမှုမရှိတဲ့တော်လေးတစ်ချက်ကလည်းအဲ့တကားကြီးကိုထင်းသိမ်းပေးထားပါတယ် ဲ့ကြောင့်ကျွန်တော်တို့ကတို့ကသိမ်းမောတောင်းချီတန်းနဲ့အုံတော်တွေပြန်မှန်တယ်ဆိုရင်ကျွန်တော်တို့ကတစ်ထောင်တန်းတော့ချက်ကလေးဖြစ်နေလေကျွန်တော်တို့ဒီသိမ်းမောတောင်းချီတကားချက်ကြီးကိုထိန်းထားပြီးတံပိုးမျိုးကျွန်တော်တို့မှရှိနိုင်ပါတယ်အဲ့ကြောင့်ကျွန်တော်တို့ကတော့ဘယ်စလူဘဲမဆိုဟိုတက်ပြီးဆွေးနွေးပြီးကျွန်တော်တို့ရဲ့အုံတော်တွေကိုတိုက်ပြီးတွေ့အောင်ချခံဖို့ဝင်မလေးပါဘူးတိုက်ပြီးတွေ့အောင်ချဖို့ကျွန်တော်တို့အုံတော်တွေကျွန်တော်တို့တွေးခေါ်တယ်ကျွန်တော်တို့ယူစားတယ်ကျွန်တော်တို့အမြင်တွေကိုဝင်ပြီးဆွေးနွေးဖို့ဝင်မလေးပါဘူးဒါပေမဲ့တချို့ဆွေးနွေးပွဲတွေကတော့အိမ်ဖြစ်ကိုခေါ်တာကြတော့ကျွန်တော်လက်သိပြီးတော့မကြိုက်ပါဘူးမကြိုက်လာပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အုံတော်တွေကဟိုအလကားပါဖြစ်နေတာမဟုတ်ပါဘူး ဲ့လောက်လဲကျွန်တော်တို့ဦးနော်လဲဆိုင်ကားသမားဦးနော်လဲမဟုတ်ပါဘူးကရော့ပါဆိုင်ကားသမားလို့ပြောရတာဆိုင်ကားသမားလည်းကျွန်တော်လည်းရပြအောင်မယ်ဆိုတော့ဒီမူလာပြောရရင်တော့ဟိုကျွန်တော်ဟိုဘာလဲဟိုလေးနံလေးနံမအောင်တဲ့ NLD အမှတ်တွေလို့မျိုးမဟုတ်ပါဘူးအဲဒီလိုပဲပြောရမယ်ဘာတူတော့ဟိုဘုံစီပဲပြောရတော့မယ်လေးနံမအောင်တဲ့ NLD အမှတ်တွေလို့မျိုးတော့မဟုတ်ပါဘူးကြာကျွန်တော်တို့ဦးနော်ဒီအဲ့လောက်တည်းကျွန်တော်တို့အောင်ကြီးပါဘူးနော်ဆိုတော့ဒါပါတော့တချို့သောလွှတ်တော်အမှတ်လောင်းရတယ်နဲ့ကျွန်တော်တို့ရှင်းနိုင်ပါတယ်ကျွန်တော်တို့အဲ့လောက်ကြီးမညံ့ပါဘူးဆိုတော့ဒါပါတော့ဆိုတော့တချို့ဆွေးနွေးပွဲတွေကအဲ့လိုမျိုးကြီးရကြအောင်ရပါတယ်အဲ့တော့ကျွန်တော်လည်း ပြန်ကြားရပါတယ်ပြန်လည်းသိရပါတယ်တချို့လူတွေပြောတဲ့စကားတွေကိုကျွန်တော်လည်းကြားပါတယ်သိပါတယ်ဒါပေမဲ့ပြဿနာမရှိပါဘူးကျွန်တော်တို့လူငယ်တွေကခွန့်လွတ်တတ်ပါတယ်လူကြီးတွေကပြောချင်တာပြောကြတယ်မလူငယ်တွေကျွန်တော်တို့လူငယ်တွေခွန့်လွတ်တတ်ပါတယ်ဘာလို့ဆိုကျွန်တော်တို့လူငယ်တွေကခွန့်လွတ်ပေးရမယ့်တာဝန်ရှိပါတယ်ဘာလို့ဆိုလူကြီးတွေဆိုတာအသိမကျန်တော့ဘူးတက်ကကျွန်တော်တို့ကအသက်တွေအများကြီးကျန်သေးတယ်ဆိုကျွန်တော်တို့ကခွန့်လွတ်မပေးရင်ဒီလူကြီးတွေဘယ်လိုလုပ်ပြီးတော့ဟိုအသက်ကြီးလို့နောက်ဆုံးကွယ်လွန်ဆုံးမရင်သူအသေးလက်မတော်မဖြောက်ဘူးပေါ့ဗျာအဲ့တော့ကျွန်တော်တို့ခွန့်လွတ်ပေးပါတယ်နောက်တချို့နိုင်ငံရေးပါတီတွေအချို့သောလူပုဂ္ဂိုလ်ကြီးများတွေအချို့သောအရာရှိကြီးများတွေပေါ့နော်ကျွန်တော်တို့ခွန့်လွတ်ပါတယ် ျွန်တော်လူငယ်တောက်နေကျွန်တော်ခွန်လောက်ပါတယ်အဲ့လိုပဲပြောပြရတယ်เนาะဆိုတော့ဒါလေးကတော့ကျွန်တော်ဂျုံလုံးလေးကိုလည်းဂျုံလုံးလေးဖဲ့တာပေါ့နော်ဖဲ့တာပေါ့ဂျုံလုံးလေးဖဲ့တာပေါ့ကိုလည်းဖဲ့တာတော့ကိုလည်းဂျုံလုံးလေးပြန်ဖဲ့တာပေါ့နော်